အလုံးလုံးကြတဲ့သဘောပါပဲဒါပေမဲ့အဲ့အဲ့ပုံမှာမှကိုကဟိုအတွေ့အကြုံအရပြန်ပြီးတော့ဒီတချို့အလေးတွေလိုအပ်တဲ့အခက်ခဲရှိနေတာလေးတွေကိုဆွေးနွေးပေးတဲ့သဘောလောက်ပါပဲဗျာနည်းနည်းတော့ဖွဲတော့ကတော့ကိုတို့လည်းနည်းနည်းတော့နောက်ကျတဲ့အထက်မှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့တွဲညီညီနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးတိဆောက်ထားခဲ့တဲ့မင်းသမီးတက်လက်လို့လည်းပြောလို့ရပါတယ်မင်းဆက်ကဒီလိုဒီလိုထရန်လေးတွေကိုသူသွားတယ်ဆိုတော့ဒီထရန်လေးနဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှပဲကျွန်တော်တို့ကပို့ပြီးတော့ပြောလို့ရပါတယ် အဓိကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့လူငယ်တယောက်ပေါ့နော်အရှိမလဲကျွန်တော်တို့ကားတွေရိုက်ထားတယ်နောက်ပြီးကျိုးလဲကျိုးစားတယ်အဲနောက်တစ်ခုကကြတော့ဒီဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးရှိတဲ့အခါကျတော့အဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collab လုပ်တဲ့သဘောပါပဲကျွန်တော်တို့ဒီတေဥဆောင်အဟောင်းနေနဲ့အဲကျွန်တော်တို့ဒီဒီဘယ်လိုကုန်လဲ driver အစ်စ်တင်နဲ့ကျွန်တော်တို့ပေါင်းစည်းပြီးတော့လုပ်တဲ့အချိန်မှာပရိသတ်စီကိုမတူညီတဲ့ဟာလေး အဲထွက်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်လေအဲယုံကြည်မှုကကြတော့ဘယ်လိုခုံလဲဆိုတော့အဲဟိုဘယ်လိုခုံလဲသူ့ရဲ့စူးစမ်းအထောက်မှု အပြင်ကိုသူ့ရှေ့မှာရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ရိုက်ဟိုယုံတင်တော့မဲ့ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာလည်းကျွန်တော်တို့ကပြန်ပြီးတော့ဝေဖန်သုံးသပ်မှုတွေရှိရပါတော့အဲအပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကားတွေရိုက်တင်ရိုက်ထက်တဲ့ဇာတ်လမ်းနောက်ပြီးတော့အဲဒီမင်းဆက်ကဒီလိုဒီလို train လေးတွေကိုသူသွားတယ်ဆိုတော့ဒီ train လေးနဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော် ါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှပဲကျွန်တော်တို့ကပို့ပြီးတော့ပြောလို့ရမှာပေါ့အခုအချိန်ထိကတော့ pre production မှာကတော့အကုန်လုံးအဆင်ပြေပါတယ်ဗျာအောင်စင်းပေါ်မှာကတော့အများကြီးတို့လည်းမရှိပါဘူးကျွန်တော်တို့က pre မှာတော့ကျွန်တော်တို့ကတိုင်ပင်ဆွေးနွေးတာတွေတော့ရှိရပါတော့အောင်စင်းကတော့အကုန်လုံးကတော့ဒါဟိုအလုပ်လုပ်ကြတဲ့သဘောပါပဲဒါပေမဲ့အဲ့အဲ့ပုံမှာမှကိုကဟိုအတွေ့အကြုံရပြန်ပြီးတော့ဒီတချို့ကလေးတွေလိုအပ်တဲ့အခက်အခဲရှိနေတာလေးတွေကိုဆွေးနွေးပေးတဲ့သဘောလောက်ပါပဲအာဘယ်လိုခေါ်မလဲဆိုတော့ဟိုပါတော့အဓိကတော့ပျော်ရွှင်မှုကတော့ဟိုက ဟိုတယောက်နဲ့တယောက်အပေါ်မှာအများကြီးတက်ရောက်တာပေါ့နော်အာကိုရီးယားလည်းဘယ်လိုခေါ်မလဲဆိုတော့ဒီလိုမျိုးအဲတေးဥဆောင်လောကကိုစားရောက်တဲ့အချိန်လုံးတည်းကလည်းဒီအစ်တတွေရဲ့လက်တွဲခုမှုပုံမှာပီတီဖြစ်ရတယ်လို့အဲ့ပီတီမျိုးလည်းဒီလူငယ်ဒရိုက်တာတွေလူငယ်တေးဥဆောင်တွေမှာလည်းရှိမယ်ဆိုတော့ဟိုကသိတယ်လေအဲ့ဒါကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့အလုပ်ပုံမှာလည်းအားတစ်ခုသွားဖြစ်တယ်လို့ယုံကြည်မှုကိုလည်းပို့တိုးတိုးပွားစေတယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့စူးစမ်းကျင်တဲ့စိတ်ဖြစ်တယ်ပေါ့အဲအဲ့ခံစားမှုကတော့ပို့ရမယ်နဲ့တူပါတယ်ဗျာဟုတ်အော်ရေချက်ကတော့ဟိုပါပေါ့ဟိုပါ ဘယ်လိုခေါ်မလဲဆိုတော့ဒီအမှုပညာလောကထဲမှာကျွန်တော်တို့ဒီပြိဿကိုပြိဿကိုပြရတာကိုကျွန်တော်တို့ကရုပ်ရှင်ကားရိုက်ပြီးဒီရုပ်ရှင်ကားဆိုတာပြိဿစီကိုပဲကျွန်တော်ရောက်တာလေအဲကျွန်တော်ပြိဿကိုပဲဥတီတာဆိုတဲ့အခါကျတော့ပြိဿကိုမတူညီတဲ့ခံစားမှုမျိုးတွေနောက်ပြီးတော့မတူညီတဲ့ဇလန်ဆက်အိမ်ဖွဲ့စည်းမှုတွေမတူညီတဲ့လူပညာတင်ဆက်မှုတွေကိုပေးအမြဲတမ်းပေးချင်နေတဲ့စိတ်ကြောင့်ပေါ့အဲကြောင့်မလို့ဒါမတူအောင်စဉ်းစားဖြစ်တဲ့သဘောပါပဲဗျဟုတ်ဒီလက်တွဲခေါ်ရဲဆိုတာကလေ ုတ်ကဲ့ပါဒါကတော့ sporting page လို့မြင်နေအတွက်လည်းကျေးဇူးတင်နေပေါ့နော်တကယ်တမ်းဆိုရင်တော့လူပညာဆိုတာကဘယ်လိုခေါ်မလဲကိုယ့်ရဲ့စူးစမ်းအထောက်မှု မရှိဘဲနဲ့နေရာတစ်ခုဆိုတာမရနိုင်ပါဘူးဆိုတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုဆိုရယ်ဆက်ရထက်တန်မှုပုံမှာပဲအများကြီးမှုတည်သွားတာပေါ့နော်အဲဆိုတော့ဘယ်ရာမဆိုဘူးနော်စူးစမ်းမှုနဲ့ထိုက်တန်တဲ့ရလတ်ဆိုတော့ရှိစမြဲဆိုတော့ဒါသူ့ရဲ့စူးစမ်းမှုကြောင့်ရတဲ့ရလတ်တစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်ဗျာဝမ်းသာတာပေါ့ဟုတ်အာ BD ဖြစ်ရပါတယ် လူငယ်တွေကိုလက်တွဲခေါ်တယ်ဆိုတာကတော့ကျွန်တော်တို့ကလူငယ်တွေလက်တွဲခေါ်တယ်ဆိုတော့ဒါကတော့ဟိုပုံကူရေးအမြင်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့တကယ်ဒီထက်နည်းနည်းချေချေပြက်ပြက်စဉ်းစားရင်တော့လူပညာလောကမှာဟိုဟိုပေါ့နော်ဘယ်လိုခေါ်မလဲအဲဒီထက်ပို့ပို့ပြီးတော့အလုံးလုံးနိုင်တဲ့လူတွေကိုအာအနုပညာလောကဒီထက်ပို့ပြီးတော့တိုးတက်ဖို့ဒီထက်ပို့ပြီးတော့ဟောချီရှူအားပေးတဲ့ပြည်သက်တွေအဲပေါ့နော်မတူညီတဲ့ခံစားမှုတွေဟိုပေါ့နော် ဘယ်လိုခေါ်မလဲဆိုတော့ဒါရိုက်တာတယောက်နဲ့တယောက်လည်းမတူဘူးတင်ပြမှုပုံစံမတူဘူးအမှုပညာဖန်တီးမှုတွေမတူဘူးအဲဖန်တီးမှုမတူမတူတဲ့အရာတွေကိုအဲအမှုပညာရတာပိုင်းကိုပြိတက်ကိုခံစားစေခြင်းနဲ့အမှုပညာလောကတိတက်မကတိုးတက်စေခြင်းနဲ့ရွေချက်ကြောင့်လှုပ်ချလှုပ်တဲ့သဘောပါပဲအဲ့ဒီသဘောပါဟုတ်တယ်ပါတယ်ပေါ့နော်နည်းနည်းတော့ဖွေးတော့ကတော့ကိုတို့လည်းနည်းနည်းတော့နောက်ကျတဲ့အထက်မှတော့ပါတယ်ပေါ့နော်ဒါပေမဲ့အော်ကိုတို့ဒီရုပ်ရှင်တစ်ခေတ်မှာကျွန်တော်အွန်လိုင်းမှာဝိညာဉ်တို့ပါတော့ဗောလေနောက်ပြီးတော့ကျူပိချေကျုံတို့ပါတော့အဲ့အဲ့တစ်ဖြတ်မှာကြတော့အကိုတို့ ဟိုဘယ်လိုခေါ်မလဲဆိုအတွဲညီညီနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးတိဆောက်ထားခဲ့တဲ့မင်းသမီးတက်လက်လို့လည်းပြောလို့ရပါတယ်ဟိုပြောင်းလဲမှုတွေကတော့မျိုးစုံပေါ့နော်ကျွန်တော်တို့ကဟိုဖြတ်တန်းခဲ့တဲ့ကိုယ့်ရဲ့ဖြတ်တန်းမှုပုံမှန်လည်းမူတည်တယ်ပေါ့အဲဆိုတော့အခုလောလောဆယ်မှာဒီအမှုပညာကိုလုတ်ချင်တဲ့စိတ်ပြန်ဖြစ်လာတာကိုပဲကျွန်တော်တို့ကဘာဖြစ်ဖြစ်လေအမှုပညာသမားတယောက်ရဲ့အမှုပညာဟိုလုတ်ချင်တဲ့စိတ်ဖြစ်လာတဲ့ပို့ဆိုတာတကယ်တမ်းဆိုလို့ရှိရင်တော့ဟိုဖြတ်တန်းခဲ့တဲ့အချိန်ကာလတစ်ခုအရာဆိုလို့ရှိရင်တကယ်တမ်းဆိုရင်တော့ ဟိုအကိုရီဆိုလို့ရှိရင်လည်းအမှုပညာသက်တမ်းကိုနှစ်30ကျော်ဖြတ်တန်းခဲ့တဲ့အခါကျတော့ဒီခါကျရင်အဲညောင်းလာတာရရှိတယ်နောက်ပြီးတော့ဒီဒီအလုပ်ပေါ်မှာနည်းနည်းလေးဟိုညှင်းညွေ့လာတာမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုစိတ်မျိုးမရှိဘဲနဲ့အမှုပညာစိတ်အမှုပညာကိုလှုပ်ချင်တဲ့စိတ်တခုဖြစ်ပြန်ဖြစ်လာတယ်ဆိုတာကဒီအပေါ်မှာချစ်တဲ့စိတ်မရှိလို့မရဘူးပေါ့နော်ဒီပေါ်မှာဒီ အေးလမ်းကြောင်းတစ်ခုပုံမှာပြန်ပြီးတော့ဒီအချိန်မှာလှုပ်ရှင်စိတ်ဖြစ်လာတယ်ဆိုတာအမှုပညာကိုတကယ်တန်ဖိုးထားပြီးချစ်တဲ့စိတ်ကြောင့်လို့ကျွန်တော်မြင်တယ်ဒီစိတ်ကပဲပြန်ပြီးတော့အမှုပညာကိုပြန်တဲတဲပို့ပြီးတော့ဒီအောင်မြင်မှုကိုလည်းပြန်ပြီးတော့ခေါ်ဆောင်သွားမယ်လို့ယုံကြည်ပါတယ်ဗျဟုတ်ကဲ့ပါဒီအတွဲအဆက်ကလေးကကြတော့ဘယ်လိုလဲဆိုတော့လေဟိုပုံမှန်ကျွန်တော်တို့အရှိမကျွန်တော်ရိုက်ကူးခဲ့တဲ့ငွေရွေနှုတ်ပြူမှုတွေတော့မပါကောင်းမပါဘူးပေါ့နော်ဒါပေမဲ့အဲဘယ်လိုရင်းချက်မှု ာပြီးတော့ဖြတ်သန်းခဲ့တဲ့အမှုပညာတက်တန်းအလျောက်ကိုဖြစ်တင်ဖြစ်ထိုက်တဲ့အဲတေဥဆောင်မှုပိုင်းတွေဖြစ်တင်ဖြစ်ထိုက်တဲ့အဲ character rules တွေကိုတော့ယူထားတယ်ပေါ့အဲဒါလေးတွေကိုတော့မပြင်းရမှာပေါ့လေဟုတ်ကျေးဇူးတင်ပါတယ်